ားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဆရာအကြီးတော်ရဲ့စာအုပ်ဖြစ်တဲ့ပြုံးတော်မူဆိုတဲ့စာအုပ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ဆေပြားအောင်မြင်နမေရင်းကအောင်မြင်ဒါပေမဲ့သူ့ကိုတည်တဲ့လူတိုင်းကဆေပြားအောင်မြင်လို့ပဲခေါ်ကြတယ်ဆေပြားအောင်မြင်ဆိုတာနဲ့ခမရတို့စိတ်ထဲမှာ တမိန်ဘောတလူစေပြားစီမျက်နာနဲ့လူတယောက်ကို ပြေးမြင်ရင်မြင်လိမ့်မယ်။မဟုတ်ဘူး။ဒီလူမျက်နာကစေပြားစီ မျက်နာလူလည်းမဟုတ်ဘူး။နောက်ပြီးတော့စေပြားလူနေတာတို့စေပြားပူနေတာတို့လို့ကြက်မပြည်တာလည်းမဟုတ်ဘူး။ဒီလူကကြက်လည်းပြည်တယ်။လူကလည်းနှကမ်းမွေးဆဆဘလကောင်းကောင်းနဲ့လူချော။ဒါဆိုသူ့ကိုပါလူစေပြားအောင်မြင်လို့ခေါ်လေတည်ခြင်းကြမယ်။ ဒီလူကပွဲစားပွဲစားကမှတပွဲစားပွဲစားမျိုးမဟုတ်ဘူးပွဲပေါင်းမြောက်များစွာစားခဲ့တဲ့ပွဲစားဒါပေမဲ့သူကပွဲတိုင်းကိုတခြားပွဲစားတွေလိုပွဲကအများကြီးစားတဲ့ပွဲစားမျိုးမဟုတ်ဘူးဂရိသစ္စာရှိရှိစေပြားပဲစားတဲ့ပွဲစားနောက်ပြီးသူကဒီအပြင်ပွဲစားတွေလိုလိုင်းစုံပွဲစားလုပ်တဲ့လူမဟုတ်ဘူးတက်ခုပဲလုပ်တယ်သူလုပ်တာက ဆိုင်ကယ်ပွေးစားဆိုင်ကယ်ပွေးစားကမှဆိုင်ကယ်အများကြီးအယောင်းဝယ်လုပ်တဲ့ပွေးစားမျိုးလည်းမဟုတ်ဘူးဆိုင်ကယ်တစည်းတည်းကူပဲပွေးစားလုပ်နေတဲ့တကယ်ဆိုင်ကယ်တစည်းပွေးစားဒီလိုပြောလိုက်လို့အံ့ဩခြင်းအံ့ဩကြလိမ့်မယ်မအံ့ဩနဲ့သူအကြောင်းမကြားခင်သိရမယ်ဒီလူဘလူပွေးစားလောကတွေရောက်လာတယ်ဆိုတာကိုတော့ကျွန်တော်မသိဘူးကျွန်တော်သူ့ကိုသိတဲ့အချိန် ဒီလူပွဲစားလောကမှာနာမည်ကြီးလူသိများတဲ့ပိပိပွဲစားတူဖြစ်နေပြီပွဲစားလောကမှာလေ အပြောအကောင်ဆုံးပုံမှန်ဝင်ငွေအရှိဆုံးလူဆိုသူ့ကိုပဲပြရမှာပဲဒါပြင် ပွဲစားလောကမှာအယောင်အဝယ်အကောင်ဆုံးအလုတ်အဖြစ်ဆုံးလူဆိုလေသူ့ပဲဒါပေမဲ့သူ့ရောက်နေဝယ်နေတာကများများမဟုတ်ဘူးစူပါကက်ခုပြရောင်90ဆိုင်ကယ်တစ်စီးတည်းရဲ့ ဆိုင်ကယ်တစီးတဲကူနှစ်ပေါင်းမြောင်များစွာရောက်နေဝဲနေတယ်ဆိုကြတဲ့ကသူ့ရဲ့အပျောဆန်းရီကိုတတိထားမိကြမယ်ထင်ပါတယ်တတိမထားမိရင်လေကျွန်တော်သူနဲ့ကြုံဘူးတဲ့လောက်သူပြောတာကြားဘူးတဲ့လောက်ပြောပြမယ်အဲ့ဒီတုန်းကကျွန်တော်တငယ်ချင်းတယောက်ကဆေပြားအောင်မြင်စီကတစီးတဲ့သောဆိုင်ကယ်ကိုဝဲခြင်းနဲ့ဝဲခြင်းတာကလေဒီဆိုင်ကယ်ကရုပ်သက်နေဘော်ဒီခိုင်နေပေါ့ဗျာ ဈေးလဲတက်သားတယ်။နောက်ပြီးတော့ပွဲစားကားကလည်းသူများတွေလိုအများကြီးပေးရမှာမဟုတ်ဘူး။စေပြားရဲ့ရေဝဲသူအနေနဲ့ဘလူတွေးတွေးတန်းနေတယ်ပေါ့။ဒါနဲ့အဲ့ဒီဆိုင်ကေကိုဝဲဖို့ကျွန်တော်နဲ့တငယ်ချင်းလေအောင်မြင့်ချိန်ထားတဲ့လက်ဖက်ဆိုင်မှာထိုင်ဆောင်မိကြရော။ချိန်ထားတဲ့အချိန်ရောက်တဲ့အထိစေပြားအောင်မြင့်ကရောက်မလာဘူး။ဒါနဲ့ကျွန်တော်တို့လေအယောင်းဝယ်မဖြစ်တော့လို့မလာတော့တာဖြစ်မယ်ဆိုပြီး ထပြန်တော့မလို့တော့စဉ်းစားလိုက်ကြတယ်။အဲ့ဒီအချိန်ကျမှဆေပြားအောင်မြင်းကဆိုင်ကယ်ကြီးကိုတဒုံဒုံစီပြီးရောက်လာတယ်။ကျွန်တော်တို့ကလည်းတွေ့ရောဆိုင်ကယ်ဘော်ကစင်းလာတယ်။မျက်နှာလည်းသိမ့်မကောင်းဘူး။ဘာဖြစ်လာတယ်ရေလည်းမသိပါဘူး။ဒါမဲ့သူ့ဘုံကအေးအေးပြဲထားတဲ့ဘော။ကျွန်တော်တို့လည်းတယောက်မျက်နှာတယောက်ကြည့်ပြီးသူ့ကိုဘယ်ကအစပြောရမေးမှန်းမသိပဲ။ဥကြောင်ကြောင်ဖြစ်နေကြရတယ်။ ပြီးတော့သူစီကတောက်ခတ်တန်းလေးကြားရတယ်ဆိုတော့အိမ်မှာပဲအဆင်မပြေလို့လားဒါမှမဟုတ်လမ်းမှာတခုခုများပြဒနာတက်လာလားပေါ့သူ့ပုံကလည်းစိတ်ပြည့်နေတဲ့ပုံအတော့ကြတော့ကျွန်တော်လည်းမနေနိုင်တော့ပဲကိုအောင်မြင့်ကြီးဘာဖြစ်လာရတာတုံးဆိုတော့သူခအတပြင်းရှည်ကြီးကိုချပြီးမပြောချင်ပါဘူးဗျအိမ်မှာကြွက်တီတောင်းချမ်းနေလိုက်ပုံများကျွန်တော်တို့လည်း သူ့ဘာမဆိုင်ညာမဆိုင်စကားကြောင့်အံ့အားသင့်သွားပြီးတော့ဟေးကျွတ်ဒီကဘာဖြစ်လို့လဲသူကျွန်တော်စကားကို မျက်မှောင်ကျုပ်လိုက်ပြီးဘာဖြစ်ရမှာလဲဗျာညာကကျွတ်တီတောင်းချမ်းပြီးဆိုင်ကယ်ကစ်စတာပေါ်ခုံးချနေတော့ဆိုင်ကယ်ကလည်းစက်နူးလှင့်နေလေတညာလုံးကမအိပ်ရပါဘူးဗျာအိတ်မဲကြံလိုက် စက်ကထနူးလိုက် အိတ်မဲကြံလိုက်သူတို့ကကစ်စတာပေါ်ခုံချလိုက် စက်ကဝုံစု ထနူးလိုက်နဲ့တညလုံးကိုအေးအေးပြက်ပါရဲ့အဲ့ဒီတော့မှသူ့ဆိုလိုရင်းကိုကျွန်တော်တို့သဘောပေါက်တယ်သူဆိုလိုချင်တာကသူ့ဆိုင်ငယ်ကစက်နှူးရလွယ်တယ်ပေါ့ဗျာဘယ်လောက်ထိစက်နှူးရလွယ်တယ်လဲဆိုအခုနာက ပြောတယ်လို့ကစ္စတာဘောကြွက်ခုံချရင်တော့စက်ကနှူးတယ်ပေါ့သူ့အပြောကိုကျွန်တော်တငယ်ချင်းကသဘောကျသွားတယ်တကယ်စက်နှူးကြည့်တော့လေအဟုတ်ဗျာ ကစ်တာဘောချက်ထောက်တင်လို့တောင်မရဘူးဆက်ကူနိုဗီတာစီကြီးတော့လည်းမဆူပါဘူးဒါနဲ့ကျွန်တော်တငယ်ချင်းကဆိုင်ကယ်ကိုကြိုက်ပြီးချက်ချင်းငွေချီလိုက်တယ်ပြီးတော့အောင်မြင့်ကိုလည်းပွဲစားကဆယ်ပြားစားပေးလိုက်တယ်ဒါပေမဲ့မကြပါဘူးကျွန်တော်တငယ်ချင်းကသူကြိုက်လှကြီးရဲ့ဆိုတဲ့ဆိုင်ကယ်ကြီးတွန်းလာတာတွေ့ရတယ်ဒါနဲ့ကျွန်တော်လည်းသိကျင်တာနဲ့ဟဲ့ကဘာလဲ ဆိုင်ကယ်စီကုံသွားလူလားဆိုတော့ဘငယ်ချင်းကမျက်နာကိုရှုပ်မဲ့ပြီးဘယ်နဲ့စီကုံရမှာလဲကွာဆက်နိုးလူမရလို့ဟိဆက်နိုးလူမရလို့ဘလူဖြစ်တယ်ရမသိပါဘူးဝက်လျှော်လေးစုံနေပြီးဘဲစရာနဲ့မှမကောင်းဘူးပြန်ရောက်လိုက်တာပဲအေးမယ်ထင်ပါတယ်ကွာမစည်းရမယ်အတူတူသူစကားကိုကျွန်တော်ကအံ့အားတင်သွားပြီးဟာဒါနဲ့ပွဲစားအောင်မြင်ပြောတော့ ကျွက်ခုံချရင်တော့နိုးတယ်ဆိုအခုဘလူဖြစ်ရတာတော့ရင်းတော့စကားကိုတငယ်ချင်းကခေါင်းယမ်းပြီးငါလည်းမပြောတတ်တော့ပါဘူးကွာကျွက်ခုံနာလောက်ကိုမပြောနဲ့ဘဘဲမောင်တင့်တဲ့တက်နင်းခိုင်းရင်တော့နိုးမှာမဟုတ်ဘူးဟေးဒါဆိုသူ့ကိုပြန်ပြောတင်တာပေါ့ကွာအေးဟုတ်တယ်သူ့ကိုတော့ပြန်ပြောရမယ်မရရင်လည်းပြန်ရောင်းခိုင်းလိုက်မယ်ကွာဆိုပြီးစေပြအောင်မြင်စီ နှစ်ယောက်သားချီတက်လာခဲ့ကြတယ်။အခန့်တဲ့မှာပဲအင်းရှိမှာပက်လက်ကလေးထိုင်နဲ့ဇိန်ယူနေတဲ့ပွဲစားဆဲ့ပြအောင်မြင့်ကို တွေ့ရတယ်။သူ့ကိုတွေ့တယ်ဆိုရင်ပဲကျွန်တော်တငယ်ချင်းကဒေါသတကြီးနဲ့ဟဲ့လူခမရဆိုင်ကကစ္စတာဘောကြွက်ခုံချရင်တော့ဆက်နိုးတယ်ဆိုအခုဘယ်လူမှနှုတ်မရပါလားဆိုတော့ဆဲ့ပြအောင်မြင့်ကအပြုံးမပြည့်ဘူး။ဘာပြန်ပြောတယ်ထင်လဲ။အေးဗျာ ကျုပ်တို့အိမ်ကကြွက်ကအကောင့်နေနေကြီးရဲ့ဗျနောက်ပြီးဒီကြွက်ကဝက်လျှော့စရာသေးလို့ဝင်စားလာတော့မသိပါဘူးဗျသူထခုံလိုက်ရင် ဆိုင်ကယ်ဆက်ကနိုးတာပဲတဲ့ကဲတငယ်ချင်းကလည်းစိတ်ဆူတာပေါ့ခမရကျုပ်ကတက်တဲ့အချင်းဖန်းနေလိန်ရောင်းနေစသည်ဖြင့်စွဆွဲပါလေရောအောင်မြင့်ကတော့အပြုံးမပြက်ဘူးအလျှော့လည်းမပေးဘူးခမရကြိုက်လို့ခမရဝေထားတာပဲ ဘာမှအချင်းဖန်းစရာအကြောင်းမရှိကျွန်တော်ခမရကိုဇွတ်အတင်းမဝယ်ခိုင်းခဲ့ဘူးစသည်ဖြင့်စကားများကြကုန်ရောနောက်ဆုံးတငယ်ချင်းကစိတ်ညစ်သွားပြီးပြန်ရောက်မေဗျာရတယ်လီကျွန်တော်ပြန်ရောက်ပြီမေပွဲကဆေပြားပဲပြီးအောင်မြင်ရင်စကားကိုတငယ်ချင်းကစိတ်ဆူသွားပြီးဟာဘာလို့ပြရမှာလဲဝယ်တော့ကလည်းခမရဆေပြားစားယူပြီးပြီး အခုပြန်ရောက်တော့လေခမရကဆယ်ပြားစာထက်ယူမဲဆိုမလွန်လွန်မူလားဒါဆိုမရောက်နဲ့လေအောင်မြင့်ရဲ့စကားကြောင့်တငယ်ချင်းရိုင်းကြသွားသည်ဟုတ်တယ်လေသူခမရမရောက်ရင်လည်းဘယ်လိုလုပ်မလဲဒီဆိုင်ငယ်ကြီးဒီအတိုင်းပုံကြသွားယုံမဲရှိမဲစီးလူလည်းမရတဲ့ဟာကူရောက်မေဗျာခမရဆယ်ပြားစာယူဒါပေမဲ့အမြန်ဆုံးရောက်ပြီဆိုတော့ စေပြအောင်မြင်းကခန့်ခန့်ကြီးပြုံးပြီးအခုအယောင်းဝယ်ဖြစ်ပြီလို့သဘောထားလိုက်ပြီးစေပြစားကျွန်တော်တငယ်ချင်းခမရလေဘာမှမတတ်နိုင်တော့တဲ့အခြေအနေမှုအောင့်သက်သက်နဲ့စေပြစားပြီးလိုက်ရတယ်စေပြအောင်မြင်းကတော့သုံးရက်အတွင်းမှာကအသွားအပြင်စေပြစားစီပြားနေစေရသွားပြီစေပြစားဆိုတာအလုံးတိမှာပေါ့ဥပမာတထောင်တန်ပြည်စည်းဝယ်မယ်ဆိုရင် စေပြားစားနဲ့ပေါင်းရင်တထောင်တထောင်ပေးရပြီးပြန်ရောက်မယ်ဆိုရင်စေပြားစားနှုတ်ပြီး၉၀၀မေးရတယ်အသွာပြင်စုအယောင်းဝယ်ဖြစ်တာနဲ့ကိုက၂၀၀ရုံနေပြီးပွဲစားကြီးဝင်သွားတာပေါ့လီလိုနဲ့အစိမ့်ညင်းညင်းနဲ့အဲ့ဒီညကကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းအရက်တော့ဖြစ်ကြတယ်အရက်တော့တော့လေတငယ်ချင်းကအဲ့ဒီအကြောင်းမေးကြိတ်မနိုင်ခဲမရတပြည့်တောက်တောက်ပြီးရောနေတယ် စေပြအောင်မြင်လူဘဝတွေဘာညာပေါ့ဗျာဒီလိုနဲ့ညအတော်နဲ့တော့ကျွန်တော်တို့နှစ်ယောက်လည်းခတ်ထွေထွေနဲ့အိမ်ပြန်လာကြတယ်ဒီလိုနဲ့စေပြအောင်မြင်အိမ်ရှိရောက်တော့ဝုန်းကနေဆိုင်ကယ်ဆက်နိုးတန်ကြရတယ်ကျွန်တော်တို့နှစ်ယောက်လည်းရုတ်တရက်အံ့အားသင့်ပြီးလှည့်ကြည့်မိတော့ကျွဲစေပြအောင်မြင်ရဲ့အိမ်အောက်ဆိုင်ကယ်ပြီးမှရိတ်ခနေရိတ်ခနေကျွဲကျွဲကဆိုင်ကယ်ဂစ်စတာပေါ်ထက်ခုံကြတယ် ဆိုင်ကယ်ဆက်ကဝုန်းကနေထနူပြန်နေကြွက်ကမှ အကောင်အကြီးကြီးပြီးတော့ကွာတခုကိုယူပြီးဆိုင်ကယ်ကိုဟူလက်ဒီဖြုတ်လှုပ်နေတယ်ကြွက်တကူလုံးလေဆက်စီတွေပေးလို့ဟုတ်ကဲ့တကယ်ကြွက်စစ်စစ်ပါကြွက်ကမှဝက်လျှော်စရာသေးလို့ဝင်စားသလားအောင်မေရတဲ့ကြွက်အဲ့ဒီကြွက်ကစေပြအောင်မြင့်ဆိုတဲ့ဆိုင်ကယ်တစည်းစားကြွက်ဒါကြောင့် ဒီကျွဲ့အေးရီပြဲ့နေတာတကြီးလက်စစက်တင်ဘာအောက်တိုဘာနိုဝင်ဘာဒီဇင်ဘာဟူသောစပေနေအခေါ်ဘာလီဘာကာလသည်အမှုပညာသမားများရဲ့လက်ရှောင်သောကာလဖြစ်သည် ထိုကာလများ၌ကလေးစာမိပွဲများ အခြားသောပွဲများအဆက်မပြတ်ကျင်းပတတ်သောကြောင့်အယောင်းဝယ်ပါသောကာလလည်းဖြစ်သည်ဒုက္ခလများ၌ အဲဒီတများစာရေးစရာများငွေပြတ်သောကာလလည်းဖြစ်သည်ယခုလည်းကြည်ပါလေမိသူတွေငွေပြတ်နေပါသည်။ယတိအဲဒီတာ တရားဘိုးသုံးတယ်ဟုဆိုသောရှိသူအားမန္တလေးအာယုံဥမလွမ်းဝေနိုင်ကြော့တီဟာဖတ်ကြနေမှမရိမှုမူပိုင်ဆွဲထားသောအောင်စုသူပေါ်ပြူလာကြနေအဲဒီတာ ကိုမျိုးမြမစာသူအကြောင်းရေးရင် မိမမကြောက်တတ်ဘူးထဲ့ရေးပါတဲ့အဲဒီတာဖြစ်လိုက် စာရေးစရာဖြစ်လိုက်ယူရှင်စရာလှုပ်လိုက် အဆုံးလှုပ်ပြည်စမန်တီးရိုင်းမြို့ကမြို့နဲ့သူများရောက်ရင်လိုက်ရောက်တတ်သောကျွန်တော်အပါဝင်ဖြစ်သည်စုံတဲ့နေရာကလည်းသိတယ်မဟုတ်လားရမကားဆိုင်မှာမလူတတ်လို့အရက်တောက်နေတာကွ လွမ်းဝီနိုင်ရဲ့ဇကအတန်ကသူ့အသားလူပြာနေပြီ။ ဒီလူကြီးအသားမဲပုံကထူးဆန်းနေဗျာဥပမာဗျာပိစအမဲပေါ်တပိတ်တင်ရင်ဘယ်ဟာမြင်ရမလဲမထူဘူးမဟုတ်လားသူကပိစအမဲပေါ်တင်ရင်ဘယ်ဟာမြင်ရမယ်ထင်လဲသူကမြင်ရတယ်ဗျာခေါင်းဖြူနေလို့လေဂျန်နာကမထူကြပြီမဲခေါင်းကတော့ထူတယ်မင်းတို့စဉ်းစားကြည့်လေအယက်သမားလောက်အလှူပေးရတာတယောက်မှမရှိဘူး ကစွန်းရွက်တစည်းကိုဈေးမှာဝယ်ရင်90กว่าဒီမှာယမကာနဲ့တွေ့ရောက်တော့၈ရာစုလဲစားရ1200ရာစုလဲပေးရ4000စုလဲလက်ခံရတာပဲနောက်တော့နေတဲ့အရက်กว่าစိုက်မှာဝယ်ရင်1600စိုက်ရောက်သွားရင်3000စုလဲပေးရ4000စုလဲပေးရတာပဲရေကအစกว่าဈေးကြီးပေးပြီးတောက်ရတဲ့အပြင်ဘယ်မှာမှမရှိတဲ့တီဘယ်ချချက် မြန်မာလူခေါ်ရင်ဖင်ထိုင်ကြီးအရက်ဆိုင်တမျိုးပေးရတာကဲငါတို့လောက်တောက်တုံးမကြလောက်အောင် အလူပေးနေတာဘယ်သူရှိမလဲသူပြောလိုက်မှာအော်ငါတို့ဟာဒါနရှင် အစ်စ်ကြီးတွေပါလားဟုသုံးသပ်မိတယ်သူစကားကိုကြော့တီးဟကပါဒါတင်မဲလာကူလွန်းရအရက်များလူလမ်းပေးအရင်တော့ခွေးပြော်တာပဲ ဒါလဲလှူဒန်းခြင်းတမျိုးပဲလीအရက်မှုလို့မိမ့်မထောင်းတာတော့အလှပေးနေတာလားမသိနောက်ပြီးတော့ဂျေဇူးတုံ့ပြန်မှု အရှိဆုံးဟာကလည်းအရက်ပဲဗျာတော့ကြာအဖုံးနဲ့ကန်ဆမ်းမဲပြီးလိုက်စွတ်ကြဲပြီးလိုက်ဟောမိုးရင်ကြတော့ထီဗျာသူတို့တွေပဲပုံမှန်လက်ဆောင်ပေးတာကျွန်တော်သာကုမ္ပဏီပိုင်ရှင်ဆိုဒီလူတွေကိုကိုယ်စားလှယ်ခန့်နေ သူရာမေရိယကိုအကောင်ပြောတာဆိုလို့ကျွန်တော်တို့တစ်ဖွဲ့သားကဘာမှရှိမည်ထင်သည်နေကြစမ်းပါဗျာအရက်တော့ပြီးငွေပြတ်နေရတဲ့ကြားတွေခမရတို့ကကောင်းကြောင်ပြောနေသည်ငွေဘယ်ကရနိုင်မဲဆိုတာစဉ်းစားကြစမ်းပါဦးထာဝရငွေပြတ်နေသောပြည်စမန်ကပါဝါမပါသောပါဝါမျက်မှန်ဟန်ဆောင်ထားသောမျက်မှန်ကိုပင့်ရင်ပြောသည် ပြည်စမန်ဆိုသောလူကလည်း လူထူလူစမ်းပင်ဘာဝမရှိတဲ့မျက်မှန်ကိုပါဝါရှိကြအောင်စားတက်ထားကလေးကသူ့အခြေအနေကိုရိမ်မိလောက်သည်ထူးခြားသည်ကသူ့ထံငွေရှိတယ်ဟုသောစကားဘယ်အခါမှမကြားခဲ့ဘူးချင်းပင် ကျွန်တော်လေးပြမိမကလေးမွေးပြီးကလေးကပိုင်ပြက်နေတာပတ်ဆက်ကလည်းမရှိရတဲ့ကြားတယ်မိမကအိမ်ကနှင်ချတယ်ဆိုတော့မြို့ကမြို့ရဲ့ ကြည်လေသောမြက်ခွေညူကြီးများမှမြက်ရည်ကြီးများဝေလာသည့်အပြင်နဂုထောစက်တူ၍နှုတ်သည်မှပူ၍ထောတက်လာသည်ဟဲ့ကောင်တွေဇကားကြီးများမနေနဲ့လှုပ်စရာရှိတာအပြတ်သားလှုပ်ငါကတော့ခက်ပြက်ပြက်တမဖတ်ကြနေရဲ့ပိုင်ရှင်လေးဖြစ်အရိဒါလေးဖြစ်တဲ့အောင်စုသူကခက်ပြက်ပြက်ပြောသည်မှန်သည်အောင်စုသူမှာခက်ပြက်ပြက်တမ အရက်ကူကခက်ပြက်ပြက်ပြီးဘယ်မြထီအရက်ကပုပြက်တယ်လေဆိုရင်ဘောင်းမိတူဝစ်ပေး၍အနောက်ကကြည်ရင် လေတန်းကြောင်းပင်အပ်လို့ရသေးသည်သက်တော်ဆယ်နှစ်ခန့်ကလေးကစား၍အသက်သာဆက်ကြီးလာသည်အရက်ခမမကြီးလာအနီးနဲ့ထုတ်၍လမ်းဘေးချထားရင်ပင်ငွေအတော်ရမယ်မျက်နာဒီလိုရှိတယ်ဗျာဒါဝင်ရဲ့သီအိုရီအရ လူဆိုတာမြောက်ကဆင်းသက်လာတယ်မြောက်တွေကသာဆင်းသက်လာရင် လူဆိုတာငွေကိုတိမှာမဟုတ်ဘူးမိမတွေကိုလည်းဘုံပိုင်းသဘောမျိုးယူကောင်းယူကြမယ်ဇူလူတာကဗျာမိသားစုရှိလာလို့လူပိတလာတယ်အဲ့ဒီမိသားစုရှိလို့ငွေလဲလူလာကြတယ်ဟုတ်တယ်နော်ကိုမျိုးမြမစာရဲ့ဇကာသူကအင်တာဗျူးလုပ်တဲ့ကြာလာတော့မေကွန်ွေစုံနေအောင်တည်တယ် သူကဒါအရှိကြီးမေးနေတာဖြေတဲ့သူက ဟုတ်တယ်မဟုတ်ဘူးထိုနှခွန်းသာရွေးရန်ကြံသည်အဲ့ဒီတော့ငွေမရှိတဲ့သူဟာ အမားတွေကိုကျူးလွန်မိကြတယ်ဒါကလေလောကကြီးကအမွေပြီးတာမဟုတ်ပေမဲ့လူတွေက အမွေတခုလိုလက်ခံခဲ့ကြတယ်ဟုတ်တယ်မဟုတ်လားကောင်းငိမ်ကောင်းခါလှုပ်ရန်က လွဲပြီးဘာမှမရှိ သူမီးသောမိကုံးမှာ သူ့အဖေကတခါတည်းပါပြီးသားဒါကူကကိုမျိုးမြမာစာရဲ့အင်တာဗျူးစတိုင်းကဲကူကူကြီးမင်းမရောဘာပြောစရာရှိလဲလွမ်းဝီနိုင်ရဲ့အမေကျွန်တော်ကလူရှင်တော်ကြော်ထူးကတော့သူ့ခေမနဲ့ကျွန်တော်ကိုပေးစားမေပြောတာပဲကျွန်တော်စကားကိုအလုံးကအစိတ်ဆူပြီးဟဲ့ကဒီပွဲကမင်းကိုမိမ့်မရှာပြီးနေတဲ့ပွဲမဟုတ်ဘူးကွာ ငါတို့အလုံးငွေရှာရမယ်ပွဲ နေုံပြခမရကကြော်ထုခေမနဲ့ပေးစားမယ်ဆိုတာဟုတ်အဝေးကြီးကလာတဲ့မော်တော်ကားကိုဒီကနေလက်ပြတားလို့သူကရက်ချင်မှရက်မယ်နေပါအောင်ကိုမျိုးရမေမေကွန်ကခေါင်းငိန်ခေါင်းခါလောက်ရတာပင်မှန်းပါပြီဒီမှာငွေရအောင်ဘယ်လိုလောက်ရမလဲဆိုတာသာပြောပါဘာတခုံးမှ ဝင်မဆွေးနှွေးတော့ရှီသူအောင်ကဖြတ်ပြောသည် ဓမြတိုက်ကြကွာခက်ပြက်ပြက်အောင်စိုးသူရဲ့စကားအာလုံကောင်းထောင်သွားသည်တယောက်မျက်နှာတယောက်ပြန်ကြည့်ကြသည်ရုပ်တွေကလှုပ်ရင်ဖြစ်နိုင်သည့်ရုပ်ကြီးပဲနေုံပြဓမြတိုက်တာတော့ဟုတ်ပါပြီမိမတိုက်ရမှာလေကျွန်တော်အမေဒါကိုမျိုးကူမျိုးကလှုပ်တာတော့လှုပ်ရဲတယ်ဗျာဒါပေမဲ့မြို့ပေါ်တိုက်ရင်မိကူမိမှာမိသွားရင်ကျွန်တော်မိမကား တွေးနုဒါနုနေဗျာဂေါတိကိုစည်းချေထားသလားကြီးသောမြေဝမှမျက်ရည်များဝေလာပြန်လေပြီဒါကိုအောင်စသူကအာမင်းတို့ကလေသူများတွေကိုတွားတိုက်ရင် အမှုဖြစ်မှာပေါ့ကွာမိသွားရင်လေအမှုမလုံနိုင်တဲ့အချင်းချင်းတွေတိုက်ကြပေါ့ချက်ချင်းဓာဆွဲပြီးတယောက်နန်းကြားတယောက်ထောက်ပြီးရှိတာအကုန်ထုတ်လုပ်ရမယ်ပုံနေုံပြအချင်းချင်းတော့မလုံနဲ့ မနေတာယူရသည်ယောဒီယကအယက်ပလင်းဆွေ၍လွမ်းဝီနိုင်ကဖိနိုင်ကုန်ကင်လိုက်၍ဖြစ်သည်သူတို့နှစ်ယောက်ကထရိုက်မိတော့မဟုတ်ယောဒီယကဧကံပွဲတက်နေကြထုံးစံအတိုင်းအိတ်ထဲပြန်ထည့်သွားရန်ဖြစ်ပြီးလွမ်းဝီနိုင်က ခုံမှပြေးဖို့သာဖြစ်နိုင်သည်ဒေါ်ကြာဝေထားတာလေမတောက်လိုက်မစားလိုက်ရဖြစ်သွားနိုင်သည်ပဲမဟုတ်ဘူးအချင်းချင်းဆိုတာ ဒီမှာရှိနေတဲ့ကြံပေါ်ကြံဘက်တွေကိုတိုက်ရမှာမဟုတ်ဘူး။ကိုယ့်အတိတဲကပတ်စံအနေငယ်ချမ်းသာတဲ့သူကိုတိုက်ရမှာ။အာလုံးငြိမ်ကြသွားသည်။ဘသူကိုတိုက်ရပါ။မိကောင်ကများချမ်းသာလူလဲစဉ်းစား၍မရ။ခင်မင်သူတွေရဲ့ချမ်းသာသူတယောက်မှမရှိ။ထို့စဉ်ဟဲ့လူတွေရှာလိုက်ရတာဗျာ။အမြဲတမ်းရေကြီးတုပ်ပြဖြစ်နေတော့ မော်နီတာဂျာနဲ့အဲဒီတာဇေယျမြက်ခိုင်က ထုံးစံအတိုင်းရေးကြီးတုတ်ပြနဲ့ရောက်လာသည် သူလဲတခြားဘိုင်းကကောင်းလာပုံရသည် သူ့ကိုမြင်တော့အားလုံးကမျက်မှောင်ကျုပ်သွားပြီးဟဲ့ကဘာဖြစ်လာပြန်ပြီလဲကွအလန့်တကြားအောင်စုသူကမေးသည်နောက်ကိုဇေယျကခမရတို့လိုက်ခဲ့ဇမ်းမာပြကျွန်တော်ကိုစော်ကားလိုက်လို့ဟေးမင်းကိုစော်ကားလိုက်လို့ စာနယ်စင်းသမားအဇောကခံလိုက်ရသည်ဆိုတော့အားလုံးကအလန့်တကြားဖြစ်ကုန်သည်ဘေးကောင်ဇောကလိုက်တာလေကွ မင်းသားလားမင်းသမီးလားအဆူတော်လားပြောစမ်းအောင်စုသူကထတောင်းချမ်းမီလူခတာလေးပေမပြေတာဒေါ်တာကတော့မြင်သည် ပြောစမ်းဟိတ်ကငါတို့စာနယ်စင်းကိုစော်ကားတာဘဲကကောင်လဲချက်ချင်းဖြည့်ရှင်းမယ်လွမ်းဝီနိုင်ရဲ့ငကုနဲ့အသားက ဒေါသနဲ့ပူနဲ့သွားသည်အာဘယ်အတိုင်းဝိုင်းကမှ မဟုတ်ပါဘူးဗျာဈေးတဲ့အတော်ကြီးတရဈေးတဲ့အတော်ကြီးအာလုံးစဝေစဘာဖြစ်ကုန်သည်ဈေးတဲ့ကစာနယ်စင်းကိုစော်ကားရန်ဘာအကြောင်းမှမရှိနေပါဦးကွာအဲ့ဒီအတော်ကြီးကမင်းကိုဘာပြောလိုက်လို့လဲဈေးရကဒေါသတကြီးလုံကြီးကိုဆွဲမြောက်လိုက်ပြီးခမရတို့စဉ်းစားကြည့်ပါဗျာ ကျုပ်ဘာသာကျုပ်ကိုလန့်ကိုရှောက်တာအနောက်ကနေလိုက်អော်နေတယ်ဘာអော်လူလေအလုံးကတန်ပြိုင်ဖြစ်သွားသည်သိကျင်စိတ်ကငယ်ရိတ်ဆောင်နေပြီကိုမျက်ခိုင်သာပုပုလေးတဲ့ဟေးအလုံးမျက်လုံးပြူသွားသည်မှန်ပေသည်လျှက်ရက်ဖြင့်ဂျာနေအရီတာကျုပ်ပွဲတိုင်းကျော်တကြီးဦးမျက်ခိုင်ကအယက်မြင့်သလား မိကောင်စီရအရက်ကအောင်စုသူလောက်သာရှိနေသည် နေပါဦးကွာအဲ့ဒီဇီးတဲ့အတော်ကြီးကမင်းကိုဥမျက်ခိုင်သားမှန်ဘလို့လောက်သည်လဲမသိဘူးဗျကျုပ်လည်းစဉ်းစားလို့မရဘူးကျုပ်သူရှိဖြတ်သွားတိုင်းမျက်ခိုင်သားပုပ်ပူလေးမျက်ခိုင်သားပုပ်ပူလေးဆိုပြီးအော်အော်နေတာဗျတကယ်ရင်နာတယ်ဗျကျုပ်ဘာသာကျုပ်အရက်ဘူးတာသူ့အမေလင်မှုလို့လားကောင်းလေးကယင်ကြီးတယ် စားနေစဉ်လှုပ်တဲ့ကြတော့စကားပြောစို့တိတ်နူးညံ့တာပြီးရဝါစာလေတိတ်ပြောတတ်တာကဲဒါဖြင့်သွားမေကွာဓမြမတိုက်ခင် အရင်လက်သွေးကြည့်ရအောင်သွေးပူပေါ့အားလုံးကလေလူမိုက်ဘဝကစုတည်ပြီးစားနေစဉ်လောကရဲ့ရောက်လာကြသည်မှုလက်ရသွားကြသည်ချမေဗျာပွဲကြီးမနှွဲခင် ပွဲလီတော့အရင်နှွဲလိုက်ကြရအောင် အားလုံးကတက်ကြွသွားကြသည်ကဲဒါဆိုကျုံနောက်ကလိုက်ခဲကြတွေ့ကြပြီပေါ့ကွာမြက်ခိုင်သားပုပုလေးမှာဘလောက်ကြီးတယ်ဆိုတာ ပြရသေးတာပေါ့ဆိုကဇီယာမြက်ခိုင်မှာ အရှိမပုတုပုတုလေးနဲ့ဦးဆောင်သွားသည်သူနောက်ကမှအောင်စုသူကမြောင်းနဲ့ကြပြီးရေမနစ်အောင် အရက်ထောက်ပြီးပုတုပုတုနဲ့လိုက်သွားသည်သူတို့နောက်ကမှနှစ်ယောက်ပေါင်းမှနှလုံးမေကောင်းသောမျက်လုံး လွမ်းဝီနိုင်တဲ့ကြော်တီဟာမှာသူတို့ရဲ့ကူးလာလွေဆဲလာဖွားကိုဝင်များကို ရှီထုတ်၍ခြိတက်ပြန်သည်သူတို့နောက်ကမှမျက်လုံးနဲ့ဖြေချောက်ယုံနဲ့တည်သွားတော့သောမြူးကူမြူးသူနောက်ကမှကျွန်တော်အပါဝင်ကြံသူများအေးကိုအเจ้าတော်မကောင်ပဲရည်မလဲအောက်မှာကြံတဲ့သူတွေကမိမ့်မှသာကြောက်တာပတ်ဝန်းကျင်လည်းမကြည့်ရဲဘူးအာဃတတ္တိတွေ ဟိုးမာတွေ့လားအဲ့ဒီအတော်ကြီးပဲကြုတ်ကိုစောကားတာသူပြရာလန့်ကြည့်လိုက်တော့အတော်ကြီးတရဆိုင်တန်းတစ်ခုအိုးတလုံးနဲ့လူပြတ်သောလန့်တွင်အေးအေးလူလူရက်တောင်လေးရက်ရင်နဲ့ဝဲသူကိုမျှော်ကြည့်နေပုံရသည်ဒူအတော်ကြီးကိုကြည့်၍အာလုံးဇဝေဇဝါဖြစ်ကုန်ကြသည်ဟဲ့ကဟုတ်ရဲ့လားအတော်ကြီးကြည့်ရတာအေးအေးစီစီပါပဲဩခမရတို့ကလည်း ျုပ်လေးငါးကောက်ဖြတ်ပြီးပါပြီဗျာမတိကြပဲလှုပ်လိုက်ရင် မကောင်းဘူးနော်တော့ကြလက်လွန်ကုန်မဖြစ်โอเคခမရတို့မယုံရင်ကျုပ်ဖြတ်လျှောက်ပြမယ်သူအဲ့ဒီလိုမအော်ရင်ကြိုက်တယ်လို့ပြောထို့သူစုကအရှိမထွက်သွားသည်ရန်သူများကနောက်မှလိုက်၍မှန်ပေသည်သူလဲဆိုင်ရှိရောက်ရောအတော်ကြီးရဲ့ထော်တဲ့အတန်းငတ်တိလူအုပ်များပြီး လှုပ်လို့ရပြီထင်၍ထင်ဒေါသတွေလိမ့်ထွက်လာသည်တွေ့လားခမရတို့ကြားတယ်နော်ပြောနေကြတယ်ဗျာ BOG ငါကန်ခွေလိုက်မှစုကပြည်ဝင်သွား၍သူ့ကိုအတင်းဖန်ထားရသေးသည်နောက်မှကျွန်တော်မှပင်ရှိထွေး၍အတော်ကြီးအခုနကဘာအော်လိုက်တာလဲဆိုတော့အတော်ကြီးကခေါင်းမဘဝကိုချွတ်ချွေးတုပ်ရင်းနဲ့မုံဟင်းကားပူပူလေးလိုအော်လိုက်တာပေါ့သားရဲ့ အယောင်းဝေကပါတော့လူဖြတ်တိုင်းဝယ်စားနုအော်နေရတာပေါ့အခုနကဒီသားလီဒီရှိကအဖြတ်တုံးကတော့ဝယ်စားနုနဲ့အော်လိုက်ရတာအပေးကြပါအောင်သားရေအလုံးကတောက်ခတ်မိသည်ဇီရကူပါအမှန်တော့ဟိုကတိုင်ရင်သူအတန်ကိုလဲကြည်အောင်အော်ရတော့မုံဟင်းကားပူပူလေးကိုညီတန်ဆွေးနဲ့ညခင်းသားပူပူလေးဆိုပြီးအတန်ထွက်သွားခြင်းဖြစ်သည် နာဝငတိကသူ့အယက်ပူတာစော်ကားတဲ့ထင်ပြီးမြက်ခိုင်သာပူပူလေးဟုထင်ရမြင်ရကြားနေရခြင်းဖြင့်မင်းကွာလှုပ်လိုက်မှဖြင့်တလွဲကြီးပဲတိဘူးလေးဗျာကျုပ်လဲပိုင်ပြက်လို့လမ်းလျှောက်နေတော့အဲ့ဒီအော်တန်ကြတော့နာမတော့တာပေါ့လာပြန်ပြီကျွန်တော်တို့လူပိုင်ပြက်နေသူတရနေပါအခုနကကြုတ်လာတော့ခမရတို့ဘာရီတိုင်းမင်းနေရလဲ အားလုံးကတယောက်မျက်နှာတယောက်ကြည့်ကြသည်ပြောတင်မပြောတင်ကစဉ်းစားရသည်တည်းဓမြတိုက်ဖို့ဇူလာပဲအားလုံးမျက်နှာပြည့်သွားသည်ဒီကောင်သိရင်တတိုင်းတပြည်လုံးသိပြီထို့ကြောင့်မထူးတော်ဘူးဟုဆုံးဖြတ်ပြီးစီယုံရတော်သည် ဟုတ်တယ်ကွာငါတို့အားလုံးပိုင်ပြက်လို့အဲ့ဒါဓမြဘသူကိုအတိုက်ရင်ကောင်းမလဲစဉ်းစားနေတာမသိတဲ့သူဆိုလေအမှုဖြစ်မှာစိုးရတယ် ပြည့်တဲ့သူတွေကဘသူ့ကိုတိုက်ရင်ကောင်းမလဲဒါများပြားရှူရှီဝီဝီစဉ်းစားနေရသေးတယ်အားလုံးကစိတ်ဝင်စားကုန်သည်ဘသူ့ကိုတိုက်ရမလဲကျုပ်အဖေကိုတိုက်ဘလူသူစကားကြောင့်အားလုံးကအံ့အားသင့်သွားကြသည် မွေးရာကျူးနှက်တော်သားငယ်လေးကိုတန့်တအောပြန်ကြည့်မိသည် တကယ်သားလိမ်မာလေးပင် တလောကလေအမွေပေးထားတဲ့ကင်မရာကိုယူပောင်ပြီးပြီဟုတ်တယ်ဗျာခမရတို့တခြားသူကိုတိုက်ရင်အမှုဖြစ်လိမ့်မယ်ကျုပ်အဖေစုတိသွားလဲစဲယုံစုယုံနဲ့ပဲပြီးသွားမှာသူကအသေးကြဆုံးပဲကျုပ်လဲပိုင်ကြလူဒါကိုကြံစီနေတာကြာပြီခမရတို့နဲ့တွေ့မှာပဲဘာနှဖူးတိုက်တူးတယ်ဆိုတာဒီလူကောင်းမျိုးပင်ဖြစ်မည်ဒါနဲ့နေပါဦးမင်းအဖေကိုဓမြတိုက်တော့ မင်းအဖေမာကဗက်ဆန်ရှိလို့လားကျွန်တော်မေးကိုငတိကမျက်မှောင်ကျုပ်ပြီးတော့တိတ်တော်ရှိဖို့မရဘူးဗျအေးဒါပေမဲ့လက်စွတ်တော်ရှိတယ်လက်စွတ်လက်စွတ်အာလုံစိတ်ဝင်စားကုန်သည် ဟုတ်တယ်ဗျသူဝိထားတဲ့နဝရကူးသွယ်လက်စွတ်ကြီးလေးကျုပ်ကအမွေမပေးလို့အမြင်ကက်နေတာကြားပြီးဖခင်စီက အမွေခွဲမရ၍တမ်းများတိုက်သည်သာပြတိုက်မာတောင်ထားရမည်အဲ့ဒါကြောင့်ပြောတာဒီကောင်ကအကျင့်နဲ့ရုပ်ရည်ကလွဲပြီးဘာမှပြောစရာမရှိဘူးစဲစရာပဲကျန်နေအလုံးရဲ့မျက်ဝန်းနဲ့ဒကြီးလက်စွပ်ပြူပြူကြီးကိုမြင်ရောက်မိကြသည်မှန်ပေသည် ဥမျက်ခိုင်အများအခေါ်ဒကြီးတွင် လက်စွပ်ပြူပြူကြီးတကွင်းရှိလေသည်မင်းအကျံမဆိုးဘူးကွာ သူလဲလက်စွပ်တကွင်းနေဆိုတော့ရဲတိုင်မှမဟုတ်လာဘူးအားလုံးကသဘောကျသွားကြသည်ကဲဒါဖြင့်အသေးစိတ်တိုင်းမင်းကြရအောင်ယမကဆိုင်ကြွကြစုအားလုံးကမတောင်မစားတတ်မှုလေးသိတယ်မဟုတ်လား